နင်နာငါနေရမှာဆိုရင်ဆိုတဲ့စကားလုံးကို ထိုက်လို့ဘယ်လိုသုံးလို့ရလဲဥပမာအားဖြင့်နင်နာငါနေရမှာဆိုရင်ဘယ်လိုလုံးမလဲငါသာနင်နေရမှာဆိုရင်ငါမတော်ဘူးနင်နာသူ့နေရမှာဆိုရင်နင်အဲ့လိုလုံးမလားအဲ့လိုမျိုးပုံစံလေးတွေကိုထိုက်လို့ဘယ်လိုသုံးလို့ရလဲပေါ့နော်အရင်ဆုံးတင်တာကျွန်တော်နေရမှာဆိုရင်လို့ပြောမယ်ဆိုရင် ถ้าคุณเป็นผมยังไงเนาะถ้าคุณเป็นผมโอเคยืติงอ่ะจนนี่ยามาสูยินอะไรမျိုးปอเนาะทีนี้มาหนันซาลิดิอาสาทุบิรต้องตัดพูโลเมเนาะโอเคยืကျွန်တော်ဒါတင်နေရမှာဆိုရင်လို့ပြောမယ်ဆိုရင်ထားผมเป็นคนရမယ်เนาะကျွန်တော်ဒါတူနေရမှာဆိုရင်ထားผมเป็นเขาတင်နာတူနေရမှာဆိုရင်ထားคุณเป็นเขา တူတာကျွန်တော်နေရာမှာဆိုရင်ထခေါပင်ဖုံရမယ်နော်ဒီနေရာမှာနန်စားလေးတွေကိုစားထိုးပြီးတုံးတက်ဖို့တော့လိုအပ်မယ်ပေါ့နော်ဥပမာစားကြောင်းနဲ့ကြည့်မယ်တင်တာကျွန်တော်နေရာမှာဆိုရင်ဘယ်လိုလုပ်မှလဲလို့ပြောမယ်ဆိုရင်ထခွန်ပင်ဖုံคุณจะทํายังไงใช่มั้ยเนาะ ถ้าคุณเป็นผมอเกยเตนะจนเนี่ยมาส่วนเองคุณจะทํายังไงเต็มเปโลลงมาเลยใช่มั้ยเนาะน่าจะจองจิมั้ยจนดาเต็มเนี่ยมาส่วนเองจนไม่ตั้วปูโลပြောมั้ยส่วนเอง ถ้าผมเป็นคนผมจะไม่ไปยังไงเนาะ ถ้าผมเป็นคนณอเกยุเอจโนราตินยามาสุนีผมไม่ไปจโนมาตัวบูยังไงเนาะนาสงประมาจิเมเต็นาตุนยามาสุเยเตนเอลโลมาลาลบโยเมสุเยถ้าคนเป็นเขา คนจะทําแบบนั้นไหมยังไงเนาะ ถ้าคนเป็นเขาอเกยุเต็นาตุนยามาสุเยคนจะทําแบบนั้นไหม เตนเอติโลโลมาลา တ်မယ်နော်ဒါဆိုရင်တေချာလေးတုံးတက်သွားမယ်လို့ထင်ပါတယ်နော်အစားထိုးပြီးတော့ရအောင်စူးစားပြီးမှတုံးကြည့်ပါနော်အနေနဲ့အများကျရှိမယ်လို့ထင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ပါမယ်ပေါ့နော်ကေရွေးကိုကထိုင်းဘာသာစကားကိုလုံးဝအခြေခံကနေစာပိုင်းရောစကားပိုင်းရောလေ့လာသွားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကိုဆက်သွယ်လာလို့ရပါတယ်နော်တီလာကုံတရက်နေ့တင်တန်းပြန်စားဖို့ရှိပါတယ်နော်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ပါမယ်ผม James สวัสดีครับ